မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်အဖြစ်ဒီမနက်မှာကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး20အပိုင်ငယ်28ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထို့ကြောင့်သင်တို့ဒီကိုကိုတတိနှင့်ကြည့်ရှုကြလော့ ဘုရားသခင်သည်မိမိအသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကိုလှုပ်ကြွေးစေခြင်းကတန်ရှင်တော်ဝိညာဉ်တော်သည်သင်တို့ကိုအအုပ်အချုပ်ခံထားတော်မူသောတိုးစုတစုလုံးကိုလည်းတတိနှင့်ကြည့်ရှုကြလော့ဒီနေရာမှာတော့ကျွန်တော်တို့စင်ချင်းစရာအကြောင်းအရာတွေတွေ့ရပါတယ်ယုံကြည်သူတွေက ခရစ်တော်ရဲ့ကိုးခန္ဓာတော်ဝင် ဖြစ်ပါတယ်အသင်းတော်ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်ယေရှုခရစ်တော်ရဲ့ကိုးခန္ဓာက အသင်းတော်လို့ဒီလိုတင်စားပြီးခေါ်ဝေါ်ပါတယ်အသင်းတော်ရဲ့ဥကောင်းကယေရှုခရစ်တော်ပဲဖြစ်ပါတယ်အဲ့တော့ယေရှုခရစ်တော်ရဲ့ကိုခန္ဓာတော်ဝင်ဖြစ်တဲ့ယုံကြည်သူတွေကအသင်းသားတွေဖြစ်တယ်ဆိုတာကိုလည်းသိဖို့လိုပါတယ်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတဲ့သူတွေဟာအသင်းတော်သားတွေဖြစ်တယ်ဆိုတာကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့အသင်းသားဖြစ်ဖို့ရန်အတွက်ထိုက်တန်တဲ့သူတွေတော့မဟုတ်ဘူးဒါပေမဲ့ ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ရွေးဝယ်ခြင်းခံရပြီးတဲ့သူတွေကတော့ခရစ်တော်ရဲ့အသင်းတော်ထဲမှာအသင်းဝင်နေဖြစ်ပြီးကိုခန္ဓာတော်တွေကအင်္ဂါတစ်ခုဖြစ်တယ်ဆိုတာကိုတော့သိရှိနားလည်ရပါတယ်။ဒီမှာဆိုရင်လေဘုရားသခင်ကမိမိအသွေးနဲ့ဝယ်တော်မူသော အသင်းတော်ကိုလှုပ်ကြွေးစေခြင်းငါဆိုပြီးတော့မှယုံကြည်သူတွေကိုတွန်းတင်တာတွေ့ရပါတယ်။ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံထားရတဲ့ အသိတော်တည်ဟူသောယုံကြည်သူတွေကိုလှုပ်ကြွေးပြုစုရမယ်လို့ဖော်ပြပါတယ်။အဲ့ဒီအတွက်တန်ရှင်တော်ဝိညာဉ်တော်ကလည်းအအုပ်အချုပ်ခန့်ထားပြီးတော့မှတိုးစုတွေကိုကြည့်ရှုဖို့ဆိုပြီးတော့မှလည်းဖော်ပြထားတာတွေ့ရပါတယ်။ဒါကြောင့်အသိတော်မှာရှိတဲ့ယုံကြည်သူတွေကိုလှုပ်ကြွေးပြုစုဖို့တန်ရှင်တော်ဝိညာဉ်တော်ကစုကျေစုတွေပေးထားတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ ကျွန်တော်တို့ယုံကြည်သူတွေဟာကမ္ဘာပေါ်မှာ တခုတည်းသော မိတ္တဟာယရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ပြောရင်လည်းမမှားပါဘူးမမြင်ရတဲ့ယေရှုခရစ်တော်ရဲ့ကိုခန္ဓာတော်ဝင်နေဖြစ်တဲ့အတွက်ယုံကြည်သူတွေဟာသခင်ယေရှုခရစ်တော်ရဲ့ကိုခန္ဓာထဲမှာတယောက်နဲ့တယောက်ဆက်ဆက်မှုရှိတယ်အသွေးတော်နဲ့ရွေးဝယ်ခြင်းခံထားရတဲ့အတွက်ကြောင့်မလို့တန်ဖိုးရှိတယ်ဆိုတာကိုသိရှိနားလည်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့တွေဟာ အသင်းသားဖြစ်ဖို့ရန်အတွက်နှစ်ချင်းခံယုံနဲ့မရပါဘူးနှစ်ချင်းခံလို့အသင်းသားဖြစ်တာလည်းမဟုတ်ပါဘူးယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံမှယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ဆေးကြောခြင်းခံပြီးမှသာလျှင် အသင်းသားဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်တော်ရဲ့ကိုခန္ဓာတော်တည်ဟူသော အသင်းတော်ထဲမှာပါဝင်တဲ့သူတွေကကယ်တင်ခြင်းရပြီးသောဘုရားသခင်ရဲ့သားသမီးတွေပဲဖြစ်ပါတယ်မိယိုးဖလာအယ ခရိယန်ဖြစ်လို့အသင်းသားဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့မရပါဘူးတချို့တွေကကြတော့အိမ်တော်ပြုချင်လို့ခရိယန်ပေါင်တဲ့ကိုဝင်လို့အသင်းသားဖြစ်မတော့ပါဘူးယေရှုခရစ်တော်ရဲ့ကိုခန္ဓာတော်ထဲမှာဒီလိုနီးနဲ့ပါလို့မရပါဘူးဒီနေ့အသင်းတော်တွေမှာအသင်းသားဖြစ်ခွင့်ရဖို့ရန်အတွက်တတ်မှတ်ချက်တွေအမျိုးမျိုးရှိပါတယ်အသင်းတော်တစ်ခုနဲ့တစ်ခုမှာမတူညီတဲ့စည်းကမ်းတွေထားကြပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ရဲ့အသင်းတော်ဒီဟုသော ကိုခန္ဓာတော်ဝင်ဖြစ်ဖို့ကြတော့စည်းမျဉ်းတစ်ခုပဲရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်သာလင်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့အသင်းတော်ဆိုတာကယေရှုခရစ်တော်ကိုရိုတိုင်းရွေးဝယ်ထားသော အဖွဲ့အစည်းဖြစ်ပါတယ်ခရစ်တော်ရဲ့ကိုခန္ဓာဖြစ်ခွင့်ရသောယုံကြည်သူများသာလင်ဖြစ်ပါတယ်ဒါကြောင့်မလို့အသင်းသားဖြစ်တဲ့သူတွေဟာတကယ်တမ်းကျတော့ ထိုက်တန်တဲ့သူတွေတယောက်မှမပါဘဲဂျေဇုတော်ကြောင့်သာယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းသို့ ရောက်ရှိကြတာဖြစ်တယ်ဆိုတာကိုနားလည်သိရှိပြီးမိမိကိုယ်ကိုမိမိယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ထဲမှာ အင်္ကာခြင်းဖြစ်ဖို့အသင်းသားဖြစ်ဖို့ရန်အတွက်မထိုက်တန်မှုဆိုတာသိဖို့လိုတယ်ကိုကိုတိုင်ခရစ်တော်ရဲ့အသွေးတော်အားဖြင့်စေကြောခြင်းခံပြီးမှသာအသင်းသားဖြစ်နိုင်တယ်ဆိုတာကိုလည်းသိဖို့လိုတယ် လူတမတ်ချက်စည်းကမ်းတွေအရဘယ်အတင်းသားဘယ်ကိုင်းကနာကဆိုတာထက်ယေရှုခရစ်တော်ရဲ့ကိုခန္ဓာတော်ဝင်သည်ဟုတော့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတဲ့အတင်းသားဖြစ်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုသိရှိနားလည်သိချင်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရုကိုကျေးဇူးတင်ပါတယ်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရသော ကျွန်တော်တို့တွေဟာမတိုက်တန်ဘဲနဲ့အတင်းတော်သားတွေဖြစ်ရပါတယ် ခန္ဓာကိုယ်ဝင်ဖြစ်ရပါတယ်ယေရှုတင်ပါတယ်ခိုးခန္ဓာကိုယ်ဝင်ထဲမှာကျွန်တော်တို့အသက်ရှင်နေခြင်းအားဖြင့်အသင်းတော်ကိုလှုပ်ကြွေးပြုစုတော်သူများဖြစ်စေတော်မူပါယေရှုတင်လေတနေ့တာကိုအနှံပါတယ်ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲဒုနှုတ်ကပတ်တော်အားဖြင့်ကောင်းချီးမင်္ဂလာဖြစ်စေပါမည်အကြောင်းခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရလေအသင်းသားများတေချာစွာ ဖြစ်နေပါမည်အကြောင်းယေရှုခရစ်တော်နာမ၌ ဆုတောင်း၍တနေ့တာကိုအစာပြုပါ၏အာမင်